ကျွန်တော်73နှစ်ကြာတော့ဖေးဆုံးသွားတော့ဒါအမေအမေတယောက်တည်းမဟုတ်လို့ကျွန်တော်လည်းဒါတားအကြီးဆုံးဆိုတော့ဦးစီးဦးဆောင်ပြီးတော့ဒါဒီလုပ်ငန်းအောင်ရောက်လာဒီလေး76နှစ်ကနေစပြီးဒီကြောက်ဝိုင်းနဲ့ရောက်လာဘူးအော်76နှစ်ဆိုတော့ကိုရိုင်းအခုဆိုတော့ကိုရိုင်းအလုပ်ပေါ့ကိုပိုင်းလုပ်ကိုပိုင်းလုပ်ပဲကိုပိုင်းလုပ်ပဲဘယ်လောက်နဲ့စပြီးရင်းနေရင်းငွေချင်းစပြီးရင်းနေတော့စဆာဦးလုံးလာတော့နှစ်သိန်းပေါ့နှစ်သိန်းနဲ့ဒါကြောက်ဝိုင်းနဲ့ဒီလုပ်ကိုရွေးချယ်လဲပြောပါဝါသနာပါတာပေါ့ဝါသနာပါတာဦးလေးကလည်းဒီမှာကြောက်စိမ့်လို့တော့ဦးလေးရှိလာရင်လည်းဒီလုပ်ငန်းလုပ်ဖြစ်သွားတယ် ။နော်လည်းအနုပညာဇလန်းတို့လေးရိုင်းနေတာမဆောင်းနေတာ။ဟိုကပေါ့။ तू ကအဲ့လိုရိုက်သေးရဲ့လား။ရိုက်သေးတယ်ဇလန်းတို့လေး။ကဆမ်းမဲလေးစောင်းနေကဆမ်းမဲဖောက်ပေးလိုက်တဲ့ချိန်မှာလူတွေသူ့ယုံကြည်ကြတယ်တဲ့။အဲ့လိုယုံကြည်ကြတော့လာပြီးတော့ဟိုရင်းဖြစ်တာပေါ့နော်။သူ့နည်းနည်းပို့ပြီးတော့လှုပ်ဖြစ်သွားတာပေါ့ရောင်းရတာပေါ့။ကိုကအမခံပေးရတဲ့သဘောပေါ့။ကိုကကဆမ်းမဲဝင်ဖောက်ပေးရဆိုတော့လေခလေးကိုအားပေးကြပါလို့ပြောချင်ပါတယ်။ဟုတ်ကဲ့။ဘာဖြစ်လို့လဲဆိုတော့သူငငယ်လေးနဲ့စီဝါကြီးလုပ်နေတာလေ။ဟုတ်ကဲ့။ကိုရီဆိုလို့ရှိရင်အဲ့ဒီအချိန်ကမိခင်ရင်ခွင်မှာနေလို့အကောင်းဆုံးပဲ။ ာဘာလို့ဆိုတော့ဟိုကိုရီးယားကိုကိုကိုလေးအခုချိန်ထိကိုခက်သေးလို့ထင်တာသူဟာကြတော့လေသူ့ကိုအားပေးချင်တာမိဘရှာကြွေးနေတော့လေခက်လေးရအဲ့ဒါနဲ့မမဆောင်အားပေးချင်တော့အဲ့ဒါနဲ့ဟိုမှာနန်းထိုက်တော်ဝင်ရလဲ ော် beauty salon ကလည်းဆက်တော့နှစ်ခုဆိုတော့ကိုယ်လည်းရောက်လာပါတော့ပထမတော့သူ့လည်းဂရိမပေးပြဘူးသူလည်းမလာတော့ဘူးပဲထင်နေရမမစားအောင်လေဟိုကတော့မိဘသူလှုပ်ကြွေးနေရဆိုတော့ဟိုလာပေးခြင်းနဲ့စိတ်တော့ရှိရဲ့ဒါပေမဲ့ highway ဆိုတော့လေကိုယ်ကအဲ့လိုတစ်ခုနဲ့မလာပြဘူးဖွင့်ပေါ်တစ်ခုလောက်ဖြစ်နေတော့လေအဲ့နဲ့အခုကဟိုနန်းထိုက်တော်ဝင်ကလည်းဆောင်းဆက်တော့လေ beauty salon ကလည်းဆက်တော့အဲ့နဲ့ ရောက်လာပါတော့ကိုကလာပေးချင်တာပါဟုတ်အဆောင်လာကြဒါအနုပညာလုပ်ငန်းမှာပထမတစ်ခေါက်တည်းရတာရင်းနှီးနှီးရှိတော့အပိကြလို့လဲသူကိုညီကောင်မောင်နှမဆိုတော့လိုက်လိုက်ကဆမ်းမဲလေလိုက်စင်းအတူတူလွင်မှုတယ်ဒီနေ့လဲသူကဘာလဲလက်စွပ်တွေပါကြီးကဆမ်းမဲဖောက်မယ်လို့ပြောတယ် အဲ့ရွှေလက်ဆိုးကင်ဆာမဲ့ဖောက်မယ်ဆိုတော့တမင်တက်တက်ကလေးတွေကိုကိုရီးယားအားပေးတာသူကမိဘရှာကျွေးနေရဆိုတော့လေအသက်ကလည်းခုမှ20ပဲရှိသေးရဆိုတော့လေ21ပဲရှိသေးရဆိုတော့ကိုကတမင်အားပေးတာပါသူသူကင်ဆာမဲ့တွေဖောက်တဲ့ခါနှစ်ခါလားမသိမမဆောင်ခေါ်ပြီးတော့သူ့ရဲ့ပေးရနေသူတွေ့နေတာပါကိုပေးရတော့အောင်ရတနာပိတ်ကသူအောင်ရတနာပိတ်ကနေလွင်တော့မအဲ့တော့ကင်ဆာမဲ့ဖောက်ပေးလိုက်သေးရနှစ်ခါပေါ့နော်ဟုတ်ဟုတ်အာဈေးရောက်တာတော့မဟုတ်ဘူးကင်ဆာမဲ့ကိုဖောက်ပေးရနှစ်ခါဈေးရောက်တာတော့ည7နာရီပါ ွှေလားဒီနေ့ရွှေရွှေဖောက်မှာဒါဆိုမဲဖောက်ဘူးသူ့ဘသူတော့ light တွေလွှင့်နေညတိုင်းရောင်းတာပေါ့နော်ကြောက်စိန်ရိုင်းနေနော်ကြောက်စိန်ပေါ့ရေမစိန်ကြောက်စိန်ရောင်းနေရေမစိန်တော်ရောင်းရတယ်လို့ပြောတယ်တခြားလူတွေထက်ဆိုင်အရန်ရောင်းရတယ်ဟုတ်တယ်ဟုတ်တယ်ရေလေး16နှစ်ကနေစပြီးဒီကြောက်ဝိုင်းထဲကိုရောက်လာပေါ့ဩ16နှစ်ဆိုတော့ကိုယ်တိုင်အခုဆိုတော့ကိုယ်တိုင်အလုပ်ပေါ့ကိုယ်ကိုယ်ပိုင်အလုပ်ကိုယ်ပိုင်အလုပ်ပဲကိုယ်ပိုင်အလုပ်ပဲဘယ်ဘယ်လောက်နဲ့စပြီးရင်းနေရေးငွေချင်းစပြီးရင်းနေတော့စဆာဦးလုံးလာတော့2သိန်းပေါ့2သိန်းနဲ့ဒါကြောက်ဝိုင်းထဲမှာဒီလုပ်ကိုရွေးချယ်လဲပြောပါဝါသနာပါတာပေါ့ ဝါသနာပါတယ်ဥလေးရလည်းဒီမှာကြောက်စိမ့်လို့တော့ဥလေးရှိလာရင်လည်းဒီလုပ်ငန်းလုပ်ဖြစ်သွားတယ်ကိုက9နှစ်ထက်ရောက်သွားပြီ။ကိုရတော့16နှစ်တော့ဟာတော့ကိုရဲ့ဘဝတဝက်အိအိတဲ့ချိန်။ဂျာနဲ့တဝက်ကြတော့စားမယ်၊တောက်မယ်၊အသွားမယ်ပေါ့နော်။16နှစ်တော့ဟာတော့အဲ့ဒါပဲလုပ်တတ်တာလေ။သူ့တော့ချီးကျူးပါလေ။ကိုရတော့16နှစ်တော့ဟာတော့ကိုရဲ့ဘဝတဝက်အိတဲ့ချိန်။ဂျာနဲ့တဝက်ကစားမယ်၊တောက်မယ်၊အဲ့လိုလဲမယ်၊ဖတ်မယ်။ အဲ့တော့ဆိုဝတ်သားတို့တို့ရမ်းကြိုက်တာဝတ်သားတို့တို့လိုက်ရှာလိုက်ရှာစားအဲ့လိုကိုရီးယားအဲ့တော့ဆိုရင်တလိမ့်ဆန်လေးတွေလည်းချစ်တယ်ကြောင်နေဆိုလို့ရှိရင်လည်းလေမင်းသားနာမည်တွေရှောက်ပေးတာဟုတ်ကြောင်ထီးဆိုရင်မင်းသားနာမည်ရှောက်ပေးရကြောင်မဆိုလို့ကြောင်ထီးကြောင်ထီးကိုလေအဲ့တော့ကတော့ရှိမှာပေါ့မင်းသားတွေလေကြောင်ထီးတွေဆိုလို့ရှိရင်အများကြီးပါပဲကြောင်ထီးဆိုကြော်သူတို့အဲ့လိုရန်အောင်တို့အဲ့လိုမျိုးရှောက်ပေးတာကိုငယ်ငယ်တော့ကကြောင်သူတို့တွေကကြီးနေပြီလေအဲ့တော့ ောင်းနေနာမည်ပေးတာ။ကျောင်းနေနာမည်ပေးတာ။ဟိုမှာလုတ်တယ်လုတ်နေပြီ။ကျော်သူတို့ဥပ္ပဟိုတွေကတော့အဲ့ဒီဟိုလေခွေးတွေကျောင်းနေဘယ်လိုမျိုးကျော်သူတို့အဲ့လိုမျိုးရအောင်တို့နောက်တစ်ခါကျတော့ရှိပါတယ်ဒွေးတို့အဲ့လိုနာမည်ရောက်ပေးတာ။အခုကជីဝါတော့အနေနဲ့တလိမ့်နာမည်အခုပေါ့အင်းအားအခုလေငါရှင်းနေရန်တူတော့သူ့ငါရှင်းလို့ပဲပေးလိုက်ပေါ့လေအခုကြီးွားတော့နဲ့သွားမင်းသားနာမည်တွေမပေးတော့ပြန်အောင်ပေါ့စောင်းတလိမ့်ဆန်လေးတွေချက်တာတလိမ့်ဆန်ဆိုလို့ရှိရင်လည်းဟိုလူတွေဆိုလည်းမောင်ဝက်တို့ပါလို့ရှိကြပါလေ လူတွေဆိုလဲဝက်နဲ့တူလို့ရှိရင်ချားဘူးတွေကလာမောင်းဝက်လို့ပေးတာအဲ့လိုမျိုးတွေရှိရလေတမျိုးထင်နေဟိုပဲကိုကတလိษံရမ်းချက်တော့အဲ့လိုမျိုးဟိုကိုသဘောကျတဲ့ idol တွေရဲ့နာမည်တွေရှောက်ပေးပြတာရောင်းဝယ်ကိစ္စနဲ့တော့အလုံးမမဆောင်းဆိုတော့သူတို့ယုံကြည်ကြတာပေါ့နော်မမလို့ပေါ့ဒါအနုပညာလုပ်ငန်းနဲ့ကျွန်တော်လည်းအနုပညာဇလန်းတို့လေးရိုင်းနေတာမမဆောင်းနေတာ ဟိုဘောသူကအဲ့လိုဆိုင်သေးရလားဆိုင်သေးဇလန်းလိုကဆမ်းမဲလေစောင်းတဲ့ကဆမ်းမဲဖောက်ပြီးလိုက်တဲ့ချိန်မှာလူတွေသူ့ယုံကြည်ကြတယ်တဲ့အဲ့လိုယုံကြည်ကြတော့လာပြီးတော့ဟိုရင်းဖြစ်တာပေါ့နော်သူ့နည်းနည်းပို့ပြီးတော့လှုပ်ဖြစ်သွားတာပေါ့ရောင်းရတာပေါ့ကိုကအမခံပေးရတဲ့သဘောပေါ့ကိုကကဆမ်းမဲဝင်ဖောက်ပေးရဆိုတော့လေခလေးကိုအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒါပြလို့လဲဆိုတော့သူငငယ်လေးနဲ့စီဝါကြီးလုပ်နေတာလေကိုရီဆိုလို့ရှိရင်အဲ့ဒီချိန်ကမိခင်ရင်ခွင်မှာနေလို့ကောင်းဆုံးပဲဘာဖြစ်လို့ဆိုတော့ဟိုကိုရီးယားကိုကိုကိုလေအခုချိန်ထိကိုခလေးလို့ထင်တာ အဲ့တော့ကတော့အကုန်လုံးကတော့အမေအတွက်ပဲပေါ့ဘာပြောကျွန်တော်လုံးတည်းများအမေအတွက်ပဲအခုသူ့အမေကို3000တန်းမြေခွဲဝယ်ပေးထားရတယ်တဲ့ပိုက်ဆောက်ပေးထားတယ်ပိုက်ဆောက်ပေးထားအဲ့သူအဲ့လိုမျိုးဒါအယူချက်ရမှာဟုတ်သူကအမိဘကျေးဇူးရင်ဆက်အောင်ပဲပေါ့နော်ကောင်းတယ်လို့လမ်းမှာကိုယ်လုပ်ငန်းလေးကပုံမှန်တိုင်းသွားပြီးတော့မိဘပြည့်စုံနေတင်းနေတယ် ဒီပါတိုင်းကတော့သာသမီအောင်မြင်တော့ဝမ်းသာတာပေါ့ဒီထက်ပုံပြီးအမြင်ရောက်ရှိနေတယ်လေ။ဘာပဲပြောအခုလိုအချိန်နေမျိုးမှလည်းဟိုမိဘတွေတော့အနားမှာရှိနေကြတာပေါ့။စီးပွားရေးအတွက်ကြတော့လည်းမိသားစုကိုခွဲပြီးတော့ဒါဒီမှာလာပြီးအလုပ်လုပ်နေတာမိဘနဲ့စိတ်တော့မကောင်းဘူး။ကျွန်တော်73နှစ်ကြာတော့ဖေဆုံးသွားတော့ဒါအမေအမေတယောက်တည်းမဟုတ်လို့ကျွန်တော်လည်းဒါတားကြီးဆုံးဆိုတော့ဥသိဥဆောင်ပြီးတော့ဒါဒီလုပ်ငန်းကိုရောက်လာ။တင်စားမဟုတ်ကျွန်တော်တို့ကကြာတော့ဒါဟိုပတိမာနေတဲ့ကျွန်တော်တို့ကဈေးရောက်ခဲ့တော့ဟိုဒါအကြောင်းနဲ့မစိမ့်ဘူးပေါ့။ဟိုစီးပွားရေး ကြောင်းတန်ရင်လည်းဈေးရောက်နေလေအဲ့လိုမျိုးစီးပွားရေးလုပ်ရင်းနဲ့ပေါ့ဒီနယ်ပယ်ရောက်လာတော့ဒီမှာဦးလေးလည်းရှိတော့ဒီလုပ်ငန်းကိုတွင်တွင်ကြဲကြဲလေးတဖြည်းဖြည်းဖြစ်လာပေါ့ကိုကလည်းဒါမှန်မှန်ကန်ကန်နဲ့ဒါ online တစ်ခုပေါ်မှာဒါလောက်တော့ကို customer တွေလည်းကိုချစ်ကြခင်ကြပြီးတော့ဟိုအားပေးရသူများလာတော့ကိုလည်းအောင်မြင်လာတော့ပေါ့အဓိကအောင်မြင်လာရဆိုတာလည်းဒါကိုယ့်ရဲ့ဟို customer တွေယုံကြည်မှု customer တွေရဲ့အားပေးမှုပေါ့ဒါသူတို့ရဲ့အဓိက အားပေးမှုကြောင့်လည်းပါပါတယ်ကျွန်တော်ဘလောက်ပဲစူးစမ်းစူးစမ်း customer တွေမအားပေးရင်ကျွန်တော်ဒီလိုနေရာမျိုးရောက်လာမှာမဟုတ်ဘူးအဓိကကိုယ့်ကိုချစ်ပေးခင်ပေးကြတဲ့ customer တွေကိုပဲအဓိကထားပြီးတော့ number 1နေရာပေးထားအဲအမေတို့အမေအဲ့တော့ဆိုလို့ရှိရင်ဒါကျွန်တော်တို့မစားရင်နေပေးပေါ့နော်ဒါကျွန်တော်တို့စားရဖို့အတွက်ကိုတော့မှဒါတို့လမ်းဘေးမှာဒီတိုင်းဈေးရောက်ပြီးတော့ကျွန်တော်တို့အတွက်ကိုရုံးကန်ပေးခဲ့။အားကြောင့်မလို့အခုအချိန်မှာဘဝမှာနံပါတ်1ကအမေကိုပဲပေးထားတာ။ဘာပဲပြောပြောအရာအားလုံးကတော့အမေအတွက်ပဲကျွန်တော်တို့ရှာနေရတယ်လေ။ဟုတ်ဆိုညီမလေးရရှိသေးတယ်အကြောင်းတက်နေတော့အားကြောင့်မလို့ ဟိုအမေတော့ပြည့်စုံနေကြတာဗောနော်ဟုတ်ကဲ့အခုလည်းတော့ပြည့်စုံနေပါပြီဒါပေမဲ့ပိုပြီးပြည့်စုံနေတာဗောဟုတ်ကဲ့အင်း600မြေကောက်သင်း600အိမ်ဆောက်တာတော့2000ကျော်လောက်ကုန်ဩပြီးနောက်ထပ်ရောဘာတွေထပ်ပြီးတော့အမေတွေလုတ်ပေးနိုင်ပြီလဲမေတွေလုတ်ပေးထားတော့ရွှေရှိတာဗောနော်ဒါရွှေဒီရွှေတော့လုတ်ပေးထားတယ်အာတခြားမြေကွက်လေးတွေလည်းဒါဝယ်ထားတာတော့ရှိတာဗောနော်ဩဟုတ်ပါချီကျူရမယ်ကိုနဲ့တူတယ်လို့ကိုရီဆိုလို့ရှိရင်လည်းအဲ့လိုပဲလေဟိုဘယ်လဲရုံးညီကားကြီးတွေပါကြီးတိုက်တာ မိဘနဲ့တည့်ပြီးတော့ဖြတ်ပြစ်ပြီးတော့ကို့အမေကျေးဇူးဆက်ပြစ်တယ်အဲ့လိုမျိုးတူလာပေါ့အဲ့ဒါဆိုရင်မမဆောင်းနေတာ တူတလူလူ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 ပါညောင်ချင်းရတယ်တင်တလူလူမတင်တလူလူပဲပြက်လေတော့မြင်ပါလေကိုမတော့မနဲ့မြင်စီတာတော့မှ तू လိုက်နိုင်တယ်မစိုးပါဘူးသူတော့ဘယ်လိုပြောမလဲဒီထက်မကပို့ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်မောင်လေးကမမဆောင်တဲ့အဲ့ကဆမ်းမဲလေးတွေဖောက်ပြီးတော့လိုက်လွင်တဲ့အချိန်မှာပေးသက်တွေကပို့ပြီးတော့အားပေးကြတဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်ပေါ့နော်အဲ့တော့ဒီဘလာဒီခလေးနဲ့ပဲသူသူ့ရဲ့ဘဝလေးကိုမိဘရှာကျွေးတယ်ဟိုဘယ်လိုပြောမလဲလုပ်ငန်းတစ်ခုကိုတည် ချာလေးလောက်တယ်ဆိုတော့လေသူ့ရဲ့ဟိုလုံရီကိုင်ကြီးကိုတော့တိမှတ်ပြုတ်ပေးရမှာပေါ့နော်အဲ့တော့ချစ်တဲ့ပိသက်တွေရတယ်သူ့ကိုရုံရုံချီချီနဲ့ဟိုအားပေးကြပါလို့မိဘရှာကျွေးနေတယ်သူဆိုတော့ကုသိုလ်လည်းရရပေါ့နော်အဲ့တော့ဟိုသူ့ကိုပို့ပို့ပြီးတော့အားပေးဖို့ပြောချင်ပါတယ်အောင်ရတနာအောင်ပေါ့ဟုတ်ကျောက်စင်းရောင်းနေနော်ကျောက်စင်းရောင်းရေမစင်းရောင်းတာဒါရေမစင်းရောင်းတာညာ၈နာရီဆိုရင်တော့ညီလေးတို့ကပုံမှန်ဒါ online ကနေ live စင်းနဲ့ရောင်းတာဖြစ်တယ်ဟိုဘာပြောဒီထက်လည်းပို့ပြီးတော့ဟို customer တွေပေါ်မှာပို့ပြီးတော့ ဟိုအဆင်ပြေအောင်လုပ်ပေးသွားမယ်ပြီးကဟိုကိုလုတ်လိုက်တဲ့လုပ်ငန်းတွေကိုလည်းတာဝန်မှုတာဝန်ခံမှုလေးနဲ့ပေါ့ဒါရေရှည်ဆက်သွားမယ်ဆိုတော့ဒါ customer တွေကျွန်တော်တို့ဘက်ကအမားလေးရှိရဆိုရင်လည်းဒါသီးခံပြီးတော့ကြည့်ရှုအားပေးပေါ့နော်ဒါကျွန်တော်လည်းဒါအသက်20ကျော်ကျော်လေးဆိုတော့ဟိုအမားယွင်းဆိုတာလူတိုင်းနဲ့မကင်းဘူးလေအမားရှိခဲ့ဆိုရင်ဒါဟိုခြေပြောက်ပြီးတော့ပေါ့နော်ဒါသီးခံပြီးတော့ရှေ့ဆက်ပြီးအားပေးစေချင်ပါတယ်လို့ကိုယ့်ရဲ့ customer တွေပေါ့နော်ဒါဒီလိုလေးပဲပြောချင်ပါ